အလုံးနဲ့ဘဝဟန်ချက်ညီဖို့ဆိုတာဒဏ္ဍာရီဖြစ်သွားပြီလားဒီနေ့ခေတ်မှာအလုံးနဲ့ဘဝဟန်ချက်ညီဖို့ထက်လက်တွေ့ကြတဲ့ပေါင်းစပ်မှုကိုရှာဖွေကြည့်ဖို့ပြောဆိုလာကြပါတယ်နှစ်တွေအကြာကြီးအလုံးနဲ့ဘဝကို ပြီးပြည့်စုံတဲ့ဟန်ချက်ညီမှု balance ရဖို့ကြိုးစားခဲ့ကြရပါတယ်အဲ့ဒါကိုသီးခြားတစ်တာနှစ်ခုလိုခွဲခြားပြီးနေတိုင်းညီမျှနေအောင်ဖိအားပေးခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အလုံးဘဝဟန်ချက်ညီမှုဆိုတာဒဏ္ဍာရီတစ်ခုလိုဖြစ်နေပါပြီ ဝန်ထမ်း59ရာခိုင်နှုန်းကဟန်ချက်မညီလို့ဆိုပြီး အလောက်ထွက်ဖို့စဉ်းစားဘူးတယ်ဆိုရက်ဒီဆန်နှုန်းကစိတ်ဖိစီးမှုနဲ့မကျင်နှက်မှုကိုပဲပိုဖြစ်စေတယ်ဆိုတာပြသနေပါတယ်။ဒါကြောင့်ဟန်ချက်ညီမှုကိုလိုက်ရှာမဲ့အစားပိုပြီးရေရှည်တည်တတ်မဲ့လက်တွေ့ကျမဲ့ပေါင်းစပ်မှု integration ပုံစံကိုပြောင်းလဲဖို့အချိန်ရောက်နေပါပြီလို့ဆိုကြတာပဲဖြစ်ပါတယ်။ဟန်ချက်ညီမှုကဘာလို့ဒဏ္ဍာရီဖြစ်ရတာလဲ။အလုံးနဲ့ဘဝကရောရှက်နေတာခွဲလို့မရသလို့ အားလုံးကအလုံမာတဘောကအပြစ်မာတဘောကနေထိုင်တာမဟုတ်ပါဘူးကိုယ့်ရဲ့အီးမေးကိုမိသားစုကိုကျမ်းမာရေးအားလုံးကအချိန်တိုင်းတစ်ခုနဲ့တစ်ခုထပ်နေပါတယ်သူတို့ကိုတင်းတင်းကြပ်ကြပ်ခွဲခြားဖို့ကြိုးစားရင်းခလေးဖျားတာမျိုးအရေးပေါ်ကိစ္စမျိုးကြုံလာတဲ့အခါပြိပခါပဲဖြစ်စေပါတယ်ခွဲခြားမဲ့အစားသူတို့ကိုစနစ်တစ်ခုတည်းရဲ့အစိတ်အပိုင်းတွေလို့မြင်လိုက်ပါတကယ်တော့လိုအပ်တာကပြီးပြည့်စုံမှုမဟုတ်ပါဘူးကျောင်းလွယ်ပြင်လွယ်ဖြစ်မှုပါလို့ ဖို့မဂဇင်းရဲ့ပင်နိုင်ဆောင်မရှင် ရှိုဒီဝမ်ကရေးသားထားပါတယ်။ဟန်ချက်ညီမှုဆိုတာကကိုအမြဲတမ်းထိမ့်သိမ့်ထားရမယ့်စံပြအခြေအနေတစ်ခုကိုပြောတာဖြစ်ပြီးဒီလိုမျိုးကလက်တွေမကျပါဘူး။တချို့အပတ်တွေမှာအလောက်ကပိုလိုအပ်တယ်လို့တချို့အပတ်တွေမှာကိုပိုင်ကိစ္စတွေကပိုအရေးကြီးလာနိုင်ပါတယ်။နေတိုင်းညီမျှနေအောင်အတင်းလောက်တာကပင်မယုံမဲရှိပြီးတော့အလောက်များတဲ့အခါလူမှုရေးကိုရှော့ချလိုက်ပါလို့သူကဆိုထားပါတယ်။နောက်တစ်ချက်ကတော့ နီးပညာကြောင့်စီးပောင်တွေကိုကိုယ်တိုင်ဖန်တီးဖို့လိုရဲဆိုတဲ့အချက်ပါနီးပညာကြောင့်အလောက်ကကိုယ့်လက်ထဲမှာအမြဲရှိနေပါတယ်ဖုန်းသတိပေချက်တွေကကိုယ့်အချိန်တွေကိုအလွယ်တကူဝင်ရောက်နှောက်ယှက်နိုင်တယ်ဒါကြောင့်စီးပောင်တွေကို တက်ကြွစွာတတ်မှတ်ဖို့လိုပါတယ်ညနေဘက်ဆိုမလိုအပ်တဲ့ notification တွေကိုပိတ်ချပါ do not distract ကိုသုံးပါအလုတ်ချိန်ပြီးရင်ကွန်ပျူတာပိတ်တာလမ်းလျှောက်တာမျိုးလိုအဆုံးသက် ထုံးနှန်းစင်လာလေးတွေဖန်တီးထားပါ။ ဟန်ချက်ညီအောင်ကြိုးစားတာကစိတ်ဖိစီးမှုပဲပေးပေမဲ့ပေါင်းဆက်မှုကတော့ရေရှည်တည်တက်မှုကိုဖန်တီးပေးပါတယ်။အလုံးမလို့ရသေးလို့အပြစ်ရှိသလိုခံစားနေမဲ့အစားကိုယ်ပန်းနိုင်နှစ်ခုလုံးကို အထောက်အပံ့ပေးမဲ့အစည်းချက်တွေကိုဖန်တီးဖို့ရည်ရွယ်တဲ့နယ်လို့ရှိုးကပြောထားပါတယ်။လက်ရောညီထွေရှိတဲ့အစီအစဉ်ဆွဲပါ တင်းကျပ်တဲ့ဇာရတွေစာပြောင်းလဲပြင်လဲရှိတဲ့အချိန်ပိုင်းခြားကိုရည်ရွယ်ပါ။ နေ့လည်ပတ်ကိုပိုင်ချင်းစုမှုရှိရင်အလုတ်ကိုမနှက်စောစောဒုမဟုတ်ညနေဘက်ကိုရွှေ့လိုက်ပါ ကိုရဲ့ပြက်ကလေးမှာအလုံးနဲ့ပွားကိုရောနှောပြီးတခုသေးသော စနစ်လိုမြင်သာအောင်အရောင်တွေနဲ့မှတ်သားပါပွားကိုတခုသေးအဖြစ်ရှုမြင်ပါတရက်တာလုံးပြီးပြည့်စုံနေဖို့မလိုပါဘူးတပတ်ဒါမှမဟုတ်တလတာစိတ်ကျဉ်နှမှုကိုပဲကြည်ပါတစ်ဖက်ကပိုးပြီးအာယုံဆက်ရမယ့်အချိန်တွေရှိလာနိုင်တယ်ဆိုတာလက်ခံလိုက်ပါအရေးကြီးတာကအချိန်ကာလတစ်ခုအတွင်းမှာ ဟန်ချက်ညီမှုစီပြန်ရအောင်ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဖို့ပဲဖြစ်ပါတယ်။တပြိုင်နက်တည်းအကျိုးပြုတဲ့လှုပ်ရုပ်လှုပ်စင်တွေတိစောက်ပါ။ကိုယ့်ရဲ့ကိုယ်ပိုင်ပွားနဲ့အလုပ်ကိုအတူတူရောဆက်လိုက်ပါ။ဥပမာအစည်းအဝေးတစ်ခုမှာ ပါဝင်ရင်လမ်းလျှောက်ပြီးဖုံပြောခြင်း၊အလုပ်နဲ့ကျန်းမာရေးကိုပေါင်းစပ်တာ၊အလုပ်အတွက်လေးလာသင်ယူရမယ့်စာအုပ်တအုပ်ကိုမိသားစုနဲ့အတူအတူတူဖတ်ရှုခြင်း၊သင်ယူမှုနဲ့မိသားစုအချင်းကိုပေါင်းစပ်တာ။ အလုတ်ဘွားဟန်ချက်ညီမှုဆိုတဲ့စကားလုံးကအကောင်းပေမဲ့လက်တွေဘွားနဲ့မကိုက်ညီတဲ့စံနှုန်းတစ်ခုပါဒီအတွေးခေါ်ကိုပြောင်းဖို့အချိန်ယူရပါလိမ့်မယ်ပြည့်ပြည့်စုံတဲ့ဟန်ချက်ညီမှုကိုရဖို့တင်ကြိုးစားနေစီရမလိုပါဘူးဒီအပတ်မှာအကန့်တွေခွဲပြီးချိန်ညှိတာမျိုးနဲ့စတင်ကြည့်ပါဒီသေးငယ်တဲ့ပြောင်းလဲမှုကပဲတင်းရဲ့ဘွားကိုအလုံးနဲ့ပြိုင်ဆိုင်နေရတဲ့စနစ်တစ်ခုအဖြစ်မဟုတ်ဘဲအချင်းချင်းအထောက်အပံ့ပေးတဲ့ပုံစံအဖြစ်ခံစားရစီမှာဖြစ်ပါတယ် အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အလုံးနဲ့ဘောကဟန်ချက်ညီဖို့ဆိုတာဒဏ္ဍာရီဖြစ်သွားပြီလားဆိုတဲ့ခေါင်းစဉ်နဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးရအောင်မလဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။